ားလုံးပဲမင်္ဂလာပါတက်စုဘူကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ e-waste ဖြစ်တော့မဲ့ iPod 4 generation ကိုပြန်ပြီးတော့မှဆင်ကြည့်ကြမယ်ပေါ့နော်ဒီပစ္စည်းတွေကိုတော့ကျွန်တော်ထိုင်းကတောက်ကြစီတို့စနေတနင်္ဂနွေဈေးရနေပြီးတော့မှလိုက်ရှာဝယ်ထားတာပေါ့နော်ဘက်တရာနေရာလောက်ဝယ်ပေးရတယ် iPod 1 generation ကဘယ်ကနေပါလာမန်တော့မသိဘူးပေါ့နော်တောက်ကြစီတို့စနေတနင်္ဂနွေဈေးရမှာလိုက်ရှာကြည့်ရဆိုလို့ရှိရင်အခုလိုမျိုး electronic ပစ္စည်းတွေကိုချရောင်းတာရှိရပါတော့ဟင်းရွက်ကစုံရွက်တွေလိုမျိုးပဲတော်တော်များများဈေးတွေမှာရှိရဲ့ ကောင်းတာတွေရောမကောင်းတာတွေရောစုံပလုံစီပဲကိုဖရာကိုရွေးပြီးတော့မှဝယ်တက်ရတယ်။ဒါတွေအကုန်လုံးကျွန်တော်ဝယ်ပြီးတော့မှစုထားတာတစ်နှစ်လောက်တော့ရှိပြီ။တချို့ဘက်ထရီတွေဆိုလို့ရှိရင်အခုလိုမျိုးဖောင်းပြီးတော့မှပောက်ဝယ်တော့မယ့်အနေအထားမှရှိရပါတော့။ဒီဘက်ထရီတော့ကျွန်တော်တိတိကျကျ dispose လုပ်ရမယ်။ဘက်ထရီအသစ်ကိုတော့ကျွန်တော် Shopee ကနေပြီးတော့မှမာထားတယ်ဈေးကလည်းတော်တော်လေးကိုတက်တာပါဗျ။ Volume button တို့ power button တို့ပါတဲ့ဂျိုးကလည်းကျွန်တော် Shopee ကနေပြီးတော့မှပဲမာထားတယ်။ဒီဂျိုးကိုတော့ကျွန်တော်လိုရမယ်ရပါတော့နှစ်ခုလောက်မာထားပါဗျ။ ။ logic box ကတော့၃ခုထောင်ရှိတယ်။ကောင်းလားမကောင်းလားဆိုတာကိုတော့ကျွန်တော်တို့ဒီစမ်းကြည့်ကြမယ်။ battery နောက်တစ်ခုကတော်တော်လေးကိုကောင်းသေးရယ်ဆိုတဲ့အနေထားမှာတော့ရှိရယ်ပေါ့နော်။ဒီ screen အဖြူကတော့ထိတ်နာလေးမှာပဲ့ပြီးတော့မှကွဲနေရပေါ့နော်။ဒါပေမဲ့လည်း touch screen ကျိုးရော digitizer ကျိုးရောနှစ်ခုစလုံးပါလာရဲဆိုတော့ကျွန်တော်တို့ဒီစမ်းတဲ့အချိန်မှာအဆင်ပြေမယ်လို့တော့ထင်တယ်။နောက် screen တစ်ခုကတော့လုံးဝမျောလင်းချက်မရှိဘူးပေါ့နော်။ digitizer ရော touch screen ရောနှစ်ချမ်းကြီးဖြစ်နေတော့ဘယ်လိုမှတော့တုံးလို့ရမယ်လို့တော့မထင်ဘူး။ ဒီ main of screen ကတော့ကောင်းတယ်ဒီ screen တော့ကျွန်တော် Facebook Marketplace ကနေပြီးတော့မှရှာဝယ်ထားတာဖြစ်ပါတယ် housing ကိုကြည့်လိုက်တယ်ဆိုလို့ရှိရင်16 GB ရဲ့32 GB နှလုံးရှိရပါတော့ serial number တွေပါမြင်ရသေးတယ်ပထမဆုံး logic book ကိုကောင်းမကောင်းစမ်းမယ်ဆိုတော့ battery အဟောင်းတက်ပြီးတော့မှစမ်းကြည့်မယ် battery တက်တာကလည်းဂီဆော်ပြီးတော့မှတက်ရတယ်တက်လက်ဆန်နဲ့တော့ power ကျိုးကိုလည်းကျွန်တော်ဂီဆော်ပြီးတော့လက်တက်ဆန်တက်ကြည့်တယ်ပြီးတော့ကျွန်တော် power clock ဖွင့်ကြည့်လိုက်တော့တခါတည်းတက်လာတယ်ပေါ့နော် ီ battery အဟောင်းကအထဲမှာအားရှိတယ်ရဲ့ထင်တာပဲ power clock နှိပ်လိုက်တော့တခါတည်း apple logo တက်လာတယ်ပြီးသွားရင်တော့ icon ချိန်ခိုင်းတယ်တတိပင်း connector တက်ပြီးတော့မှ computer ကနေပြီးတော့မှပြန် restore လုပ်ရမယ် ipod 4 generation ကို restore လုပ်တာကတော့3မိနစ်ကနေပြီးတော့5မိနစ်လောက်ပဲကြာတယ် restore လုပ်ပြီးတော့မှပေါ်လာတဲ့ setup screen က Steve Jobs kit ကိုတော်တော်လေးလွမ်းစေတယ်။ restore လုပ်လိုက်တာကတော့ iOS 6 setting နဲ့ဝင်ပြီးတော့မှကြည့်ရဆိုလို့ရှိရင်တော့ဒီ iPod 4 generation နောက်ဆုံးလက်ခံတဲ့ version 6.1.6လို့ပြတယ်ဒီပထမဆုံး logic book ကတော့16 git ပဲရှိရပါတော့ပါဝါပြန်ပိတ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခဲဆော်တဲ့နေရာနေသွားပြီးတော့မှ short တိုက်ပြီးပိတ်လဲရတယ်ပေါ့နော်အပေါ်ဆုံးတစ်ခုနဲ့တတိယတစ်ခုနဲ့ကိုအတူတူ short တိုက်လိုက်တယ်ဆိုလို့ရှိရင်တော့ပါဝါပိတ်တဲ့ cloud ဖြစ်ပါတယ်ဒုတိယ logic book ကိုဆမ်းမယ်ဆိုတော့ battery အဟောင်းကိုပြန်ပြီးတော့မှ key ဆော်မယ်ပြီးတော့ရင်တော့ power cloud ဖွင့်တာကအပေါ်ဆုံးတစ်ခုနဲ့တတိယတစ်ခုကိုစာကနာလေးနဲ့ short တိုက်တာပေါ့နော် ဒါမဲ့လေဒီဘုတ်ကတော့ဘာမှတက်မလာဘူးအမှန်ဆိုလို့ရှိရင်တတိပင်းကွန်နက်တာတက်လိုက်တာနဲ့ပါဝါတစ်ခါတည်းတန်းတက်လာရမှာပေါ့နော်ဒီဘုတ်ကတော့ဘာမှတက်မလာဘူးအနောက်ဘက်ကိုဖိကြည့်ရဆိုလို့ရှိရင် logic board ကတော်တော်လေးကိုပူနေတာပေါ့နော်တော်တော်မှတော်တော်လေးကိုပူတာဆိုတော့ဒီ logic board ကတော့လုံးဝမကောင်းတော့ဘူးတတိယ logic board ကိုလည်းထုံနေလက်ကောင်းမယ် battery အဟောင်းကိုတက်ပြီးတော့မှဂီပြန်စော်ရတယ်ပြရတာနဲ့တတိပင်းကွန်နက်တာချိတ်လိုက်တာနဲ့တခါတည်း Apple logo လေးတက်လာတယ်ပေါ့နော်။အန်ဂျွန်နဲ့ restore လုပ်ခိုင်းတယ်။ restore လုပ်ပြီးတော့မှ setting နဲ့ဝင်ကြည့်ရဆိုလို့ရှိရင်တော့သူက 32GB ကြောင်ရှိရဆိုတော့ okay တယ်ဒီ logic book ရဲ့ serial number ကိုကျွန်တော်မှတ်ထားတယ်ပေါ့နော် AliExpress ကနေပြီးတော့မှသူ့ရဲ့ casing လေးမှာပြီးတော့မှအဲ့ serial number အတိုင်းလေးကျွန်တော်ရိုက်ခိုင်းဖို့မှတ်ထားပါဗျ။ power ပိတ်တာကတော့အပေါ်ဆုံးတစ်ခုနဲ့တတိယတစ်ခုကို short တိုက်လိုက်ရင်အခုလိုမျိုးလေးပေါ်လာတယ်ပေါ့နော်။အဲ့ဒါကိုမှ slide to power off ဆိုပြီးတော့ပိတ်လိုက်လို့ရတယ်။ဒီ logic book ကိုတုံးပြီးတော့မှ iPod 4 generation တစ်ခုပြန်ပြီးတော့မှဆင်မယ်ပေါ့နော်။ logible ဒီတစ်ခုနဲ့ဆင်မယ်ဆိုတော့ wifi antenna တို့ camera တို့ speaker တို့တက်ရအောင်မယ်ပေါ့နော် speaker ကိုလည်းအခုလိုမျိုးပဲခဲဆော်ရပါတယ်ကျွန်တော်ရဲ့ခဲဆော်တဲ့ဟာတော့အလောက်ထိတည်တည်တတ်တတ်တော့မရှိဘူးပေါ့နော်ဒါပေမဲ့လည်းအဆင်ပြေတယ် front camera back camera antenna speaker နှစ်ချက်ပေါက်တွေတက်ပြီးသွားပြီဆိုလို့ရှိရင်တော့ power frame တွေတော့မှတည်ချအောင်ထပ်ဆန်းမယ် slide to unlock လေးနဲ့ lock screen ကိုဖွင့်ရတာတော်တော်လေးကိုအရသာရှိတယ်အရင်တော့က camera UI ဆိုလို့ရှိရင်လည်းလုံးဝရိုးရိုးရှင်းရှင်းလေးပဲ ကျွန်တော်တက်လိုက်တဲ့ back camera ရော front camera ရောနှစ်ခုစလုံးကတော်တော်လေးကိုအဆင်ပြေတယ်။ capture ဆိုတဲ့ clip လေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင် shutter လေးပိတ်သွားတဲ့ effect လေးကတော်တော်လေးကိုမိုက်တယ်ပေါ့နော်။ screen ကိုတော့ကျွန်တော်ဒီအမဲအောင်တက်မယ်။ဒါကတော့ screen origin နဲ့အကောင်းပဲပေါ့နော်။ Facebook Marketplace ကနေပြီးတော့မှ share ထားတာဖြစ်ပါတယ်။ back cover ကိုတော့ AliExpress ကနေပြီးတော့မှရွှေရောင်အစ်စ်မာထားတယ်ပေါ့နော်။32 GB ဆိုတဲ့စာလေးအပြင်ဒီ Logic Book ရဲ့ serial number အတိုင်းပေါ့နော် engraving လုပ်ဖို့အတွက်ဆေးလာကိုပြောထားတယ် တုံးပတ်လောက်နေတော့ကျွန်တော်မာထားတဲ့ရွှေရောင်ဟောက်စင်လေးရောက်လာပြီကျွန်တော်ဆင်မဲ့ logic book ရဲ့ serial number ကစာတိချာလေးကိုရိုက်ထားပေးတယ်ပေါ့နော်ဟောက်စင်အဟောင်းကနေပြီးတော့မှအစ်စ်မှမပါလာတဲ့ဟာလေးတွေရှိရပေါ့နော်အဲ့ဒါလေးကိုပြောင်းပြီးတော့မှတက်ပေးရမယ် rubber ဒုံးလေးရဲ့ antenna တက်မဲ့နေရာမှာခံထားတဲ့ plastic ဒုံးလေးရဲ့ကိုဟောက်စင်အဟောင်းကနေပြီးတော့မှအစ်စ်မှပြန်တက်ပေးရတယ် housing အတက်မှာကဒီ copper ပြားလေးမပါလာဘူးပေါ့နော်ဒါလေးကိုလည်းကျွန်တော် double tape နဲ့ကပ်ပြီးတော့မှ housing အတက်မှာပြန်ကတ်တယ် အဓိကကတော့ဘက်ထရီကနေထွက်လာမဲ့အပူကိုဟောက်ဆင်မှာဖြန့်ပေးဖို့ဒီကော့ပါလေးရအရေးပါတယ်ပေါ့နော် power cloud volume cloud တွေကလည်းကျွန်တော်နာမှာအတစ်နောက်ထပ်တစ်ချောင်းရှိရဆိုတော့အတစ်ကိုပဲတက်မယ်ဒီကျိုးမှာက double tape တွေပါတယ်ရောပါပြီးသားဆိုတော့ကို့အနေနဲ့တီးတန့်ရင် double tape တွေကိုဖြတ်ပြီးတော့မှတက်เสียမလို့ဘူးပြီးသွားရင်တော့ volume cloud တွေကိုတက်မယ် ဒီကျိုးကိုတိုက်ရတာကတော်တော်လေးကိုလက်ပေါက်ခတ်တယ်ပေါ့နော်အလွယ်ဆုံးကတော့ volume back ကိုအရင်ဆုံးကတ်ပြီးတော့မှ power back ကိုတွားပြီးတော့မှတတ်တယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုအဆင်ပြေတာတွေ့ရတယ်။နောက်တစ်ခုဒီ housing မှာမပါတာကတော့ power clone နောက်နာလေးမှာတတ်ထားတဲ့ဒီတန်လေးမပါလာဘူးပေါ့နော်။ဒီတန်လေးမပါလာတော့ကျွန်တော်တက်တဲ့ဂျိုးက clone နဲ့ကတွားပြီးတော့မှမထီဘူးဖြစ်နေတာပေါ့နော်။ဒါကြောင့်မို့လို့ power clone မှာပါတဲ့ဒီတန်များလေးကိုခွာပြီးတော့မှ housing အစ်စ်က power clone မှာတွားတက်ပေးရပါတယ်။ ြီးသွားရင်တော့သူ့နဲ့နဲ့သူကျက်စရာရှိတာတွေအကုန်လုံးပြန်ကျက်ပေးရပါတယ်။အဲ့ဒါပြီးတော့မှပဲကျွန်တော်တို့ power joe button လေးကိုနည်းနည်းလေးခောက်ပြီးတော့မှကတ်ပေးရတယ်ပေါ့နော်။ iPod Touch 4 generation ရဲ့ battery ကဒီဘက်ခေတ်မှာရှာဝဲရတာတော်တော်လေးကိုလွယ်နေသေးတယ်။ battery တက်ပြီးသွားပြီဆိုလို့ရှိရင်တော့ logic book ကိုတူညာနေတူတက်လိုက်ရုံပါပဲအဓိကသတိထားရမှာကတော့ digitizer joe နဲ့ lcd joe ကိုပြန်တက်တဲ့အချိန်ကျရင်တော်တော်လေးသတိထားရပါတယ် digitize အကျိုးတော့ကျွန်တော်အနေနဲ့ပြန်ပတ်ဖို့အတွက်သူ original နဲ့တိတ်တော့မရှိဘူးပေါ့နော်ဒီတိုင်းလေးပဲတက်လိုက်တယ်ပြီးသွားရင်တော့ power cloud joe နဲ့ volume joe ကိုဆော်ပေးရတယ်ပေါ့နော်ကျွန်တော်ကတော့အသက်နိုင်ဆုံး2 align လေးနဲ့သူတတိယလေးကိုဆော်ရဲပေါ့နော်ကျွန်တော်ကိုဆော်တဲ့ key ကနည်းနည်းလေးကြီးနေတော့တိတ်တော့အဆင်မပြေဘူးဒါပေမဲ့လည်းအလုပ်ဖြစ်တယ် battery joe ဆိုလို့ရှိရင်လည်းအခုလိုမျိုးအပေါ်ကနေပြန်ခောက်ပြီးတော့မှကိုဆော်ပေးရတယ်ပေါ့နော် battery တက်ပြီးသွားပြီဆိုလို့ရှိရင်တော့ home button ပါတဲ့တံပြားလေးကိုပြန်ပြီးတော့မှတက်ပေးရတယ် ပြီးသွားရင်တော့ net တွေဘာတွေကျက်ပေါ့နော်လက်ရာတွေဘာတွေကတော်တော်လေးကိုများနေတော့ကျွန်တော်နည်းနည်းပါးပါတော့တန်ရှင်းလုပ်တယ်ပြီးသွားရင်တော့ screen နဲ့ body ကက်ကက်လေးဖြစ်သွားအောင်လို့ကော်လေးနည်းနည်းသုံးပြီးတော့မှကတ်တယ်ပေါ့နော်နောက်ဆုံးအဆင့်မှာမှကျွန်တော်ကတော့ LCD ကြိုးကိုပြန်တက်ပါတယ်ဒီကြိုးကတော်တော်လေးကိုလည်း fragile ဖြစ်တော့တတိထားပြီးတော့မှတိတိကျကျတက်ရတယ်ပေါ့နော်ဒီကြိုးကပြတ်သွားတယ်ဆိုလို့ရှိရင်တော့ screen နောက်တစ်ခုလိုက်ရှာရမယ်ဂိမ်းဆိုတော့တိတိကျကျလေးတက်ရပါတယ် ြီးသွားရဲဆိုလို့ရှိရင်တော့အပေါ်ဘက်လေးကိုနည်းနည်းလေးထိုးပြီးတော့မှဖိချလိုက်တယ်ဆိုလို့ရှိရင်သူ့မြန်နဲ့သူအကုန်လုံးအံဝင်ခွင်ချဖြစ်တယ်။အလုံးအစင်ပြေသွားပြီဆိုတော့ power clock လေးကိုဖွင့်ကြည့်လိုက်တယ်။ Apple logo လေးတက်လာတယ်ဆိုတော့ကျွန်တော်စိတ်ထဲမှာတော်တော်လေးကိုပျော်သွားပါတယ်။ man နဲ့ housing ကိုကတ်ထားတဲ့ကော်အပူတွေကိုတော့ပြီးကြတော့မှကျွန်တော်တုတ်မယ်ပေါ့နော်။လောလောဆယ်ကော်ကမချောက်သေးတော့ rubber band ကိုအခုလိုမျိုးတက်ပြီးတော့မှ24နာရီလောက်ပြစ်ထားလိုက်ပါတယ်။ အားလုံးအဆင်ပြေသွားပြီဆိုတော့ဒီ plastic လေးကိုခွာပြီးတော့မှ Steve Jobs ခေတ်ကမထုတ်ခဲ့တဲ့ iPod Touch 4 generation ရွှေရောင်လေးရဲ့အလောက်ကိုခန်းစားကြည့်လို့ရပြီပေါ့နော် plastic ကကော်လေးတွေနည်းနည်းပိနေတော့တိတ်ပြီးတော့မှအရောင်ကမလက်ဘူးပေါ့နော်ဒါအောင်မှမန်ဂျီဆေးကြီးတုံးပြီးတော့မှတိုက်လိုက်တယ်ဆိုလို့ရှိရင်တော့လုံးဝလက်သွားပါတယ် screen အမင်းနဲ့ရွှေရောင် body နဲ့ဆိုတော့ light ဖက်တယ်အရင်ခေတ်ကတော်တော်လေးကိုနာမည်ကြီးတဲ့ slide to unlock လေးကိုလောက်ရတာက အရာရှိရပါတော့ icon လေးတွေဝင်လာတဲ့ animation လေးတွေကအစတချင်းနေဆိုလို့ရှိရင်လည်းကျွန်တော်အကြိုက်ဆုံးဟာတွေကိုပဲထည့်ထားတယ်။ iPod ကို landscape ထားလိုက်တယ်ဆိုလို့ရှိရင်တော့ Steve Jobs ခေတ်က liquid glass ပုံစံနဲ့ album လေးတွေရွေးလို့ရတယ်။ဒါမှတကယ် liquid glass လို့ပြောရမှာ။ homepod ကနှစ်ချက်နှိပ်လိုက်တယ်ဆိုလို့ရှိရင်တော့ reset application အပြင်ကိုဘေးကိုရွှေ့လိုက်တာနဲ့ music controller တခါရဲကြားတယ်ပေါ့နော် ikei ခါတော့ကျွန်တော်တို့ထဲဝိုင်းရင်းတဲ့သူတွေပြောတာကတော့ reset application တွေကိုဖြတ်မှာပဲ memory ကလွတ်တယ်ဘာညာပေါ့နော်ဆိုတော့သူတို့ပြောတဲ့အတိုင်းကျွန်တော်တို့လည်း reset application တွေကနေပြီးတော့မှတတတတတတလိုက်ပြီးတော့မှဖြတ်ခဲ့ကြတယ်ဒီ device ကိုတော့ကျွန်တော်ထောင်ဖောက်ပြီးတော့မှကျွန်တော်ဆော့ခဲ့တဲ့ application တွေတော်တော်များများကိုပြန်ရှာပြီးတော့မှ install လုပ်ထားတယ် း Flappy Bird ကို IK တော့ကကျွန်တော်ဆော့ခဲ့တာ score က15ဘယ်တော့မှမကျော်ဘူးပေါ့နော်အခုလည်းမကျော်ပါဘူး Racing Game ဆိုလို့ရှိရင်လည်း Need for Speed Most Wanted ကိုတော်တော်လေးကိုတက်တဲဆွဆွဆော့ခဲ့ပါတယ် IK တော့ကကျွန်တော်အကြိုက်ဆုံး game ကတော့ Rock Band Reloaded ဖြစ်ပါတယ်ဒီ game เนี่ย DLC pack တွေဝယ်ခြင်းလုံးလို့ iTunes Gift Cap 10ဒေါ်လာတန်းလိုက်ရှာဝယ်ခဲ့ရတာကလည်းအမောပေါ့နော် iPod ကိုအသွင်းနေဆိုလို့ရှိရင်လည်း Lost Secret မှာ battery down လေးပေါ့နော်ဘယ်လောက်အားရှိရဲဆိုတာလေးကိုပြပေးတယ် Bluetooth headphone နဲ့တခြင်းနားထောင်မယ်ဆိုလို့ရှိရင်လည်းခုချိန်ထိအဆင်ပြေပြေလေးချိန်ပြီးတော့မှနားထောင်လို့ရတယ်။ဒုက္ခဒုက္ခနဲ့လိုက်အောင်လို့ကျွန်တော်ကတော့ Beats Solo Wireless 2နှစ်ချက်နဲ့ချိန်ထားတယ်ပေါ့နော်။ DI ပေါ်နဲ့တွဲပြီးတော့မှတခြင်းနားထောင်မှုကျွန်တော်ဟိုးအရင်ခေတ်က Apple ရဲ့နှစ်ချက်ကိုလိုက်ရှာဝယ်ကြည့်တည်ရပေါ့နော်။ဒါပေမဲ့လည်းဈေးကွက်မှာအစ်စ်ကိုဘလို့မှလိုက်ရှာပြီးဝယ်လို့မရဘူး။အဲ့တော့ Apple က official ရောင်းတဲ့ဒီရဲ့နှစ်ချက်လေးနဲ့ပဲတွဲပြီးတော့မှနားထောင်မယ်ပေါ့နော်။ တချင်းလေးပါရနားထောင်ပြီးသွားရင်နကြက်ကြိုးအခုလိုမျိုးရစ်ပြီးတော့မှအိုင်ပေါ့ကိုကိုအိတ်ကတ်ထဲပြန်ထည့်ရတဲ့ feeling ကအခုချိန်ထိကိုတော်တော်လေးကိုမိုက်သေးတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတာကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်